ားလုံးပဲမင်္ဂလာပါ။ Scary Entertainment Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။ဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့တရေခေါ်တန်းကစားခဲ့တဲ့ဘုံကြီးနှစ်ပါးအကြောင်းပဲဖြစ်ပါတယ်။အကြောင်းလေးမစတဲ့ခင်မှာကျွန်တော်တို့ Channel ကို Subscribe လုပ်ရသေးရင်လုပ်သွားပြီးအတစ်တန်တိုင်းသိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပြီးပါလို့ပြတဲ့ခင်ကျွန်ပါတယ်။ဟုတ်ကဲ့အကြောင်းလေးကိုစတင်လိုက်အောင်။လူရှိကတကြီးတာဖြစ်တဲ့အတွက်ရွာသားများကိုအမြဲဒုက္ခပေးတဲ့ရွာလူမိုက်တယောက်ဖြစ်ပါတယ်။ငယ်စဉ်ကတည်းကလူများကိုအနိုင်ကျင့်ခြင်း အိမ်ကားပစ္စည်းများကိုခိုးယူခြင်းစသည်တို့ကိုပြုလုပ်ခဲ့ပါတယ်။သူ့ရဲ့ဖခင်ကသူ့ကိုဘလောက်ပဲဆုံးမဆုံးမအချင်းနှီးပါပဲ။နောက်ဆုံးမှာတော့သူ့ဖခင်ကဘာသာရေးကလွဲပြီးတခြားရွေးချယ်စရာမရှိတော့ပါဘူး။ဒါကြောင့်လူရှေကိုဖုန်းကြီးကျောင်းကိုမကောင်းကြောင်းပို့လုပ်ခဲ့ပါတော့တယ်။သူကမတော်ချင်ပေမဲ့ဖခင်ကိုမဆန့်ကျင်နိုင်ခဲ့ပါဘူး။နောက်ဆုံးတော့သူ့ရဲ့အရင်းနှီးဆုံးတငယ်ချင်းဖြစ်တဲ့စောတူတို့ကိုလည်းဖုန်းကြီးဝယ်ရန်ခေါ်ဆောင်လာခဲ့ပါတော့တယ်။ယနေ့ညမှာတော့ဖုန်းကြီးကျောင်းမှာဖျားပွဲတွေရှိပါတယ်။ ဆရာတော်ကမနက်ကနေညနေအထိဘုံကြီးကျောင်းမှာလှုပ်ဆရာတွေရှိနေတဲ့အတွက်ကြောင့်လူရှင်နဲ့စောတူတူကတောင်းချမ်းဖို့အတွက်အခွင့်ကောင်းရောက်လာပါတော့တယ်ဆရာတော်မရှိဘူးမတို့ဘာလို့ရင်ကောင်းမလဲမတို့တခုခုသွားတောက်ကြမလားငါဘုံကြီးဝက်ကလေးကမတောက်ရသေးတာတော်တော်ကြာနေပြီနောက်ရက်မှတောက်တော့ပေါ့ကွာဒီနေ့ငါတို့ပို့ကောင်းတဲ့ຢာတခုလုံးရအောင်ဘာလဲကိုငါသိကျင်နေပြီဒီနေ့ဘာလို့ကြမလဲဒီလိုကွာဘုံကြီးကျောင်းကကျောင်းသားတွေကငါ့ကိုဘုံကြီးကျောင်းဟောင်းထဲမှာသွားပြီးတော့စမ်းမှုစိန်ခေါ်နေတယ် အဲ့မှာတရေတွေခြောက်တယ်ဆိုပြီးပြောနေကြတယ်ဘသူကားမှမသွားရဲဘူးလေပြီးတော့ငါတက်သည့်ဘလောက်ကောင်းကောင်းအဲ့ဒီကိုမသွားနိုင်ဘူးဆိုပြီးတော့လေပြောနေကြတယ်ဒါကြောင့်ဒီညငါတို့တက်သည့်ပြကြမယ်တရေတွေကငါတို့ဘာမှမလုပ်နိုင်ပါဘူးကွာဟာအကိုဖုန်ကြီးចောင်းဟောင်းဆိုရင်တော့ငါမလိုက်တော့ဘူးအဲ့နေရာကလူတက်ကွင်းဟောင်းလို့ပြောတယ်နောက်ပိုင်းမှာဖုန်ကြီးចောင်းဆောက်လိုက်တော့အဲ့နေရာမှာဖုန်ကြီးចောင်းဆောက်ပြီးတော့တရေတွေရဲ့အနောက်ချက်ကိုရောက်အောင်လုပ်ခဲ့ရတာဒါပေမဲ့ဖုန်ကြီးတွေတော့အဲ့ဒီចောင်းထဲမှာမနေရဘူးလို့ပြောကြရင်နော်ဆရာတော်ကတော့အဲ့ဒီကိုမသွားနဲ့ဆိုပြီးတားမြစ်ထားတာ အေးဆရာတော်တားမြစ်ထားလို့ပဲငါတို့ကဆရာတော်မရှိတဲ့အချိန်မှာသွားဖို့လုပ်တာဗောဟမင်းဘာလုပ်မှာလဲမင်းမလိုက်ရင်မင်းဖုန်းကြီးဘွားတော်ကဘာတွေလုပ်ခဲ့တယ်ဆိုတာမင်းအိမ်ကိုငါအကုန်ပြန်ပြောပြမယ်မင်းမိဘတွေကိုဘလို့မျက်နှာပြမလဲဆိုတာကြီးကြသေးတာဗောဟာအကိုရအဲ့လိုတော့မလုပ်ပါနဲ့ငါလိုက်ခဲ့ပါမယ်စောရူတို့ကအဲ့ဒီဖုန်းကြောင်ဟောင်းကိုသွားရမှာကိုကြောက်လန့်နေပြီမြင်လူရှိကတော့ပျော်ရွှင်နေပါတယ်သူကတရေခေါ်တဲ့ခွက်နဲ့ပုံပြားကိုထုတ်ပြပြီးတော့သူတို့အဲ့ဒီကိုသွားခဲ့ကြအောင်တက်တည်ပြဖို့အတွက်တရေတွေနဲ့ဆက်သွဲဖို့ ဒီပုံပြားကိုအသုံးပြုမယ်ဆိုပြီးပြောပါတယ်။အဲ့ဒီခါကျမှဘုံကြီးကျောင်းကကလေးတွေကလည်းသူ့ကိုမလောင်ရဲတော့ဘူးပေါ့။သဘောတူပြီးတဲ့နောက်မှာတော့စောတူတို့ကအမိအိမ်တစ်ခုကိုသွားယူပါတယ်။လူတွေကသူတို့ကိုမမြင်အောင်နှစ်ယောက်သားတင်းချိုင်းကနေဖြတ်သွားခဲ့ကြပါတယ်။သူတို့ကဘုံကြီးကျောင်းအဟောင်းကြီးကိုမကြခင်မှာပဲရောက်ရှိခဲ့ပါတယ်။ဘုံကြီးကျောင်းဟောင်းကြီးကအရန်ကိုဟောင်းနှက်နေပြီးရှေးတကားကိုလည်းတေချာတော့ခတ်ထားပါတယ်။ကံကောင်းစွာနဲ့နိုင်ရန်ကအကွဲကျောင်းလေးများရှိတဲ့အတွက်ကြောင့်နှစ်ယောက်သားဝင်ရောက်နိုင်ခဲ့ပါတယ်။အတွင်းကိုရောက်လာတဲ့အခါမှာတော့ လူရှည်ကတရေခေါ်တဲ့ခွန်းနဲ့ဗုံပြားကိုချလိုက်ပြီးဝိညာဉ်များကိုဖိတ်ခေါ်ရန်အတွက်ထုံနှန်းဆင်လာများကိုစတင်ခဲ့ပါတယ်။ဒီနေရာမှာရှိတဲ့ဘသူမဆိုဒီခွက်ထဲကိုဝင်လာခဲ့ကြပါ။သူကဖုန်ကြီးចောင်းက ကလေးတီစီက ကြားဘူးထားတဲ့ဂါထာမန္တန်တွေကိုလည်းစတင်ရုပ်ဆိုလိုက်ပါတယ်။ဖဝင်းကျင်ကတိတ်ဆိတ်နေပြီးစောတို့တို့ရဲ့ကြောက်ရွံ့တုန်လှုပ်နေတဲ့အတံပြားကြမှာလူရှည်ကစောတို့တို့ကို မီးအိမ်ကိုတည့်ရဲခေါ်ခွက်နဲ့ပုံပြပေးမှထားခိုင်းပြီးတော့ခွက်ပေါ်မှာလက်ချောင်းကိုတင်လိုက်ပါတယ်။ဘသူဝင်လာလားဟုတ်တယ်ဆိုတဲ့နေရာကိုပြေးပါ။သူပြောပြီးနေလူရှိနဲ့စောလိုလိုလိုကင်ထားတဲ့ခွက်ကပုံပြပေါ်မှာရှိတဲ့ဟုတ်တယ်ဆိုတဲ့စက်လုံးစီကိုချက်ချင်းရွေရှားသွားပါတော့တယ်။နှစ်ယောက်သားမီးအိမ်ရဲ့မိန်ပြပြလင်းအောင်မှာအချင်းချင်းမျက်နှာချင်းဆိုင်ကြည့်လိုက်မိပါတယ်။သူတို့ခွက်ကိုရွှေ့လိုက်တာမဟုတ်ကြောင်းသူတို့သိချာသိတယ်လေ။လူရှိကနင်းနေလန့်သွားပြီမဲ့ဆက်လက်ပြီးတော့နောက်ထပ်မိကုန်းတစ်ခုကိုမေးလိုက်ပါတယ်။ လာတဲ့သူရဲ့နာမည်ကပါလေဒါပေမဲ့ဒီတစ်ချိန်မှာခွက်ကမရွေရှားပဲနဲ့မူလနေရာမှာပဲဆက်ပြီးတော့တည်ရှိနေပါလေဒါကြောင့်ဝိညာဉ်ကသူဘလူဖြစ်တယ်ဆိုတာမပြောလို့ကြောင်သူသိလိုက်ပါပြီဒါကြောင့်လူရှိကမိကုံးများကိုဆက်လက်မေးမြန်းလိုက်ပါတယ်နောက်ဆုံးမှာတော့ခွက်ထဲကိုဝင်လာတဲ့ဝိညာဉ်ကအမျိုးသမီးဝိညာဉ်ဖြစ်ကြောင်းကိုသူသိလိုက်ရပါတယ်သူကမတရားဆွဆွဲခံရပြီးတော့တေတံပေးခံလိုက်ရတာကြောင့်ဒီနေရာမှာတည်ဆုံးခဲ့ရပါတယ် ပြီးတော့သူမကအရန်ကိုအထီးကျန်ပြီးတော့စားလောင်နေပါတယ်။လူရှိကခွက်ထဲမှာဝိညာဉ်တကယ်ရှိကြောင်းသိကြစေရန်မိဂုံးများဆက်လက်မေးရန်စူးစမ်းနေပါတယ်။အဲ့ဒီချိန်မှာစောတူတူရဲ့အတန်းကရုတ်တရက်ထွက်ပေါ်လာပါတယ်။အကိုကြီးအကိုကြီးဘာလို့អော်နေရလဲဟာဘာဖြစ်လို့လဲအခုချိန်မှာနှောက်ရမပေးနဲ့မဟုတ်ရင်စီရင်ပျက်စီးသွားလိမ့်မယ်တိတ်တိတ်နေလူရှိကဒေါသတကြီးပြန်ပြောပြီးတော့ခွက်ထဲမှာရှိတဲ့အမျိုးသမီးတရေကိုမေးပါတယ်ဘာလို့ဒီဝိညာဉ်ကတုံ့ပြန်ပြီးတော့ခွက်ထဲကိုဝင်လာတာလဲ ူပြောပြီးဒီနေခွက်ကစလုံးတစ်လုံးချင်းစီရွေရှားလာပါတော့တယ်အထီးကျန်နေလို့ပါဆိုပြီးတော့ပြောတော့လူရှိကအနေငယ်တုတ်လို့သွားပြီမဲ့သူကဆက်လက်မေးမြန်းရန်အတွက်ပဲဆုံးဖြတ်လိုက်ပါတယ်မင်းအထီးကျန်နေရင်ဘာလို့ကြလဲသူပြောပြီးတာနဲ့ခွက်ကအပြေးပြေးချင်းထပ်မံရွေရှားသွားပါတယ်ဒီဒီချိန်မှာတော့တငယ်ချင်းဆိုတဲ့စလုံးဖြစ်ပါတယ်လူရှိရဲ့မျက်နှာကဖြူဖြော့လာပါတယ်ဝိညာဉ်ကတငယ်ချင်းလူချင်းတိဟုပြောခြင်းရဲ့အတိအပယ်ကိုသူမသိတဲ့အတွက်ကြောင့်ဖြစ်ပါတယ် အဲ့ဒီအချိန်မှာစောတူတို့ရဲ့အတန်ကလည်းထပ်မံပြီးထွက်ပေါ်လာပြီးတော့သူ့နာမည်ကိုခေါ်လိုက်ပါတယ်။လူရှိကတုံ့လှုပ်သွားပြီးတော့သူ့လက်ချောင်းများခွတ်မှပြုတ်ချလူနေပါဖြစ်သွားပါတယ်။ဒါကြောင့်သူကအလွန်ဒေါသထွက်သွားပါတယ်။မင်းဘာလို့អော်နေရလဲ။အရန်ကြောင့်နေလဲပြန်တော့မဟုတ်ရင်ဒီမှာအစီရင်နေပြက်ကုန်ပြီးတော့ငါတို့အားလုံးဒုက္ခရောက်ကုန်လိမ့်မယ်။အကိုကြီးငါတို့ပြန်ရအောင်ငါမခံနိုင်တော့ဘူးတော်တော်ကြောက်ဖို့ကောင်းတယ်။အကိုကြီးငါဖုန်ကြီးဘွားကတော့လှိဝက်ချက်တွေကိုအဖေကိုလည်းပြောချင်လဲပြောလိုက်ပါတော့ကွာငါတောင်းပန်ပါလေအစီရင်ကိုရက်လိုက်ပါတော့ ဟေ့အောင်မင်းဘာတွေတလောက်ကြောက်နေရလဲငါရှိနေတာပဲငါမင်းကိုကူညီနိုင်မယ်လို့မင်းထင်နေရလားအရေးကြီးဆုံးကငါတို့ကအခုဖုန်းကြီးတွေလေတရေတွေကဖုန်းကြီးတွေကိုကြောက်ရမှာသူတို့ခွက်ထဲမှာပဲနေနိုင်တယ်ငါတို့ကဘာမှမလုပ်နိုင်ဘူးအကူကြီးတရေတွေကတကယ်ပြင်မထွက်နိုင်ဘူးဆိုတာမင်းတေးကြလို့လားအေးတေးကြတယ်ဝင်းညင်ကိုခွက်ထဲကထုတ်ဖို့အစီရင်ကိုဆက်လုပ်ရမယ်မလိုတော့ဘူးအကူကြီးဘေးကမီးအိမ်နဲ့ထိုးစာကြည့်လိုက်တော့လူရှိကစောတို့တို့ဘာလို့အဲ့လိုပြောလဲဆိုတာမသေးကြပါဘိမ့်စိတ်နှောက်ရဖြစ်နေတဲ့အတွက်ကြောင့် တရဲခေါ်ပုံပြရဲ့ဘေးကမီးအိမ်ကိုဆွဲယူလိုက်ပြီးတော့မီးထိုးကြည့်လိုက်ပါလေ။သူ့မီးထိုးကြည့်လိုက်တဲ့ခါမှာတော့စောတို့ကကြောက်နှုံးတဲ့အတွက်ကြောင့်လက်ကိုခွက်ပေါ်မှာမတင်ထားကြောင်းကိုတွေ့လိုက်ပါလေ။သူကကြောင်းဟောင်းကြီးရဲ့တောင်းမှာတုံလှုပ်နေပြီးကြောက်လန့်နေကြထိုင်နေပါလေ။ဒါပေမဲ့ဘလို့ဖြစ်နိုင်ပါလဲ။သူတို့အစီရင်ကိုလုံးနေစင်မှာတယောက်ယောက်ရဲ့လက်ချောင်းတွေကသူ့နဲ့အတူခွက်ကိုထိထားတာကိုလူရှည်ကမြင်ခဲ့တာပဲ။ဒါစောတို့ရဲ့လက်ချောင်းတွေပုံရင်ဘု து လက်ချောင်းတွေလဲ။လူရှည်ကခွက်ကိုထိနေတဲ့လက်ချောင်းများကို မီးရင်နဲ့တဖြည်းဖြည်းချင်းထိုးကြည့်လိုက်ပါလေ။ဒါပေမဲ့မြင်လိုက်ရတဲ့လက်ချောင်းတွေကပြောင်းလဲသွားပါလေ။ဒါတွေကခွက်ကိုထိနေတဲ့အရာအရှိတခုလိုဖြစ်သွားပါလေ။လူရှည်ကမီးရင်ကိုဖြည်းဖြည်းချင်းမြင့်လိုက်ပါလေ။မီးရင်ရဲ့မိန်ပြပြလင်းရောင်အောင်မှာစပင်ရှည်ရှည်နဲ့မျက်နှာဖြူပြော့ပြော့နှာခမ်းနီရဲရဲနဲ့အမျိုးသမီးတစ်ယောက်ရဲ့မျက်နှာကိုမြင်လိုက်ရပါလေ။တကယ်တော့အဲ့ဒါကဘုတ်ပြားပေါ်မှာရှိတဲ့ခွက်ကိုထိထားတာသူမရဲ့ရှာအရှိကြီးဖြစ်နေတာပါ။သူမကကြောက်စရာကောင်းတဲ့အပြုံးနဲ့လူရှည်ကိုကြိလိုက်ပါလေ ပြီးတော့အေးဆက်ပြီးတော့နားလေရခက်တဲ့အတန်နဲ့ပြောလိုက်ပါတယ်။ဘာလဲခွက်ကနေပြီးတော့ထပ်မမေးတော့ဘူးလား။ဒီမှာတငယ်ချင်းမလုပ်တော့ဘူးလား။အခုဘယ်သူမှမရှိတော့ဘူး။ငါအရန်ထီးကြံနေတယ်။အဲ့လိုကြားလိုက်ရတဲ့အခါမှာတော့လူရှည်ကကြောက်လန့်တကြားနဲ့သတိလစ်သွားပါတော့တယ်။သူသတိရလာတဲ့အခါမှာတော့သူဘလို့လှုပ်ပြီးတော့သူ့ရဲ့တဲစီကိုပြန်ရောက်နေလဲဆိုတာမသိတော့ပါဘူး။နောက်နေ့မှာတော့စောတူတူကဘေးမှာဖျားနာနေကြောင်းကိုလည်းသူသိလိုက်ရပါတယ်။ လူရှိကဖြစ်ပျက်ခဲ့တဲ့အရာတွေကိုဘယ်သူမှမပြောရဲပါဘူး။ဒါပေမဲ့ဒီအမျိုးသမီးရဲ့ဝိညာဉ်ကကျောင်းဟောင်းကြီးကနေအပြင်မကူမထွက်နိုင်ကြအောင်သူတွေးပြီးပါလေ။မဟုတ်ရင်သူတို့နောက်ကိုလိုက်လာမှသိကြတာပေါ့။ဒါပေမဲ့နောက်တနေ့မှပဲစောတို့တို့ကလူရှိစီကိုလာခဲ့ပါလေ။လူရှိရှိကိုရောက်တဲ့အခါမှာတော့အတန်ပြောင်းသွားပြီးတော့သူ့ကိုပြုံးပြပါလေ။ငါတို့အခုထိတငယ်ချင်းဖြစ်နေကြတော့မယ်နော်။လူရှိတယောက်ထပ်မှန်ပြီးတော့သတိလစ်သွားပါတော့တယ်။မိတ်ဆွေတို့ရော တရေခေါ်တဲ့ကစားနီးကြောင်းကိုတကယ်ပဲယုံကြည်ပါသလားအောက်မှာကိုမန့်လေးတွေမှန်သွားပါအောင်ဟုတ်ကဲ့ကျွန်တော်တို့ရဲ့စီရင်စက်နေမှုကိုဒီမှာပဲရန်နာဝင်ပြပါခင်ဗျာကျွန်တော်တို့စီရင်စက်တာကိုကြိုက်နှစ်သက်တဲ့ဆိုရင်တော့ကျွန်တော်တို့ channel ကို subscribe လုပ်သွားပြီးအသစ်တင်တိုင်းသိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပြီးပါလို့ပြတဲ့ရခင်ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်